brand နဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့ share ရင်းလုပ်ပေးခြင်းနဲ့ပေါ့နော် brand နဲ့ပတ်သက်ပြီးကျွန်တော်ဘယ်လိုအကြောင်းတွေ share ရင်းလုပ်ပေးခြင်းလဲဆိုတော့ brand နဲ့ပတ်သက်ပြီးကျွန်တော်ဒီလိုဘိုင်းနေဒီနေ့မပြောတော့ပါဘူး brand နဲ့ပတ်သက်ပြီးဒီလိုဘိုင်းနေမပြောတော့ဘူး knowledge ဘိုင်းနေမပြောတော့ဘူးကျွန်တော်နဲ့ brand နဲ့ပတ်သက်ပြီးတော့ကျွန်တော်လက်တွေ့လုပ်ငန်းခွင်နယ်ပယ်မှာအသုံးချတဲ့အကြောင်းအရာတွေကျွန်တော်ပြောပြပါမယ် brand နဲ့ပတ်သက်ပြီးလက်တွေ့လုပ်ငန်းခွင်နယ်ပယ်မှာကျွန်တော်တို့အသုံးချရတဲ့ပုံစံမျိုးကိုကျွန်တော်တို့သိထားမှသာဖြင့်ကုဆတ်ကို brand လဲတဲ့အခါ brand upgrade လဲတဲ့ အပရိမြင့်တဲ့အခါကျွန်တော်တို့အဆင်ပြေမှာဖြစ်ပါတယ်။ဒါမှသာရင်ကျွန်တော်တို့ဆက်မှာ run နေလဲတဲ့အခါ run နေအပရိမြင့်တဲ့အခါကျွန်တော်တို့အဲတိထားမယ့်အချက်လေးဆောင်းရဆောင်းရအချက်လေးပေါ့နော်။ဒါတွေကိုကျွန်တော်တို့သိရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာလက်တွေ့လုပ်ငန်းခွင်နေပေမှာ run တစ်ခုလဲတော့မယ်ဟဲ့ဆိုရင်ဘာတွေတိထားရမလဲ။အဲဘယ်လိုအရာတွေရှောင်ရမလဲ။ဘယ်လိုအရာတွေကို ူတင်ပြီးလှုပ်ထားရမယ်ဆိုတာကျွန်တော်ဒီနေ့ပြောပြပြမှာဖြစ်ပါတယ်။ကဲကျွန်တော်တို့အဲဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ run လဲတော့မယ်ဆိုရင်ကို run အကြောင်းသိဖို့လိုပါရဲ့။ဒါကျွန်တော်တို့နိုင်ငံမှာဆိုရင်လက်ရှိကျွန်တော်တို့ user ရေလက်ထက်မှာအများဆုံးရှိရတာ run နေဆိုရင်စက်တီမှာ DDR3 နဲ့ DDR4 ကိုအများဆုံးသုံးနေကြတယ်ပေါ့နော်။ DDR3 နဲ့ DDR4 ကိုအများဆုံးသုံးနေကြတယ်။အဲဆိုကိုဆက်မှာ DDR4 လား DDR3 လားဆိုတာ run လဲတော့မယ် run upgrade မြင်တော့မယ်ဆိုရင်ကျွန်တော်တို့သိဖို့လိုပြီ။သိဖို့လိုပြီဆိုရင်ကျွန်တော်တို့ run တွေကိုသိဖို့အတွက်ကျွန်တော်တို့ ဲ software ကနေပြီးတော့တက်ကြည့်လို့ရတယ်ဒီလိုမှမသိခြင်းဘူးဆိုရင် ကျွန်တော်တို့ကိုယ့်ဆက်ကဘလို့နေထားလဲပေါ့နော် RAM ဘလို့နေထား site ထားလဲဒီလိုနောက်ကုန်းလေးတွေပဲအဲဒီ set တွေလို့နောက်ကုန်းတစ်ခုလုံးဖွင့်ပြီးတော့ကျွန်တော်တို့ brand layer မှာလာအဲဒီလိုလေးပဲနောက်ကုန်းရဲ့အသားလေးဖွင့်ပြီးတော့ပဲလွှဲရမှာလာအဲဒါလေးတွေကိုကျွန်တော်တို့တိထားဖို့လိုပါတယ်အပြီးတော့ကိုယ့်ဆက်ကဒီဒီယာပူလာဒီဒီယာဒီဒီယာအရင်ဆုံးတိဖို့လိုတယ်ဒါမှသာမင်းကျွန်တော်တို့ကကိုယ်တိုင်လဲတော့မယ်ဆိုလဲကိုတို့ကျွန်တော်တို့ဝယ်ရမယ် ရန်ပေါ့နော်ဝရမဲ့ရန်ကိုကျွန်တော်တို့သိနိုင်တာပထမဆုံးရန်ရဲ့မတူကွဲပြားမှုကိုကျွန်တော်တို့သိထားဖို့လိုတယ်ကျွန်တော်တို့ရန်ရဲ့မတူကွဲပြားမှုကပထမဆုံးဘာတွေသိလို့ရမလဲဆိုရင်ကျွန်တော်တို့ရန်ရဲ့ slot တွေမတူပါဘူးဒီဒီယာ3နဲ့ဒီဒီယာ4 slot မတူဘူးဒီဒီယာ2နဲ့ဒီဒီယာ3 slot မတူပါဘူး slot တွေမတူတဲ့အတွက်ကျွန်တော်တို့ရန်ရဲ့သူ့နေရာကိုမှားဆိုင်စရာအကြောင်းမရှိပါဘူးဒီဒီယာ3နေရာကိုဒီဒီယာ4မှားဆိုင်စရာအကြောင်းမရှိဘူးဒီဒီယာ4နေရာကိုဒီဒီယာ3မှားဆိုင်စရာအကြောင်းမရှိပါဘူးဒါကပထမဆုံးမတူကွဲပြားချက်ပေါ့နော် ဘရန်တွေကမတူပါဘူး slot မတူတဲ့အတွက်ကျွန်တော်တို့မဆိုင်လို့မရပါဘူးနောက်ပြီးတော့ကျွန်တော်တို့ run တွေကနောက်ကူပေါ့နော်ကျွန်တော်တို့တုံးလာတယ်ပိုးတွေလည်းမတူကြပါဘူးဒါတွေကထားလိုက်ပါတော့ပိုးမတူပေါ့နော် run တွေအခုနောက်ပိုင်းဆိုရင်ဒီဒီယာပိုးဆိုရင်1/2ပိုးဒီဒီယာ3ဆိုရင်1/5ပိုးပေါ့နော်အဲဘိုးတော့ဒီဒီယာ2ဆိုရင်1/8ပိုးအဲ့လိုမျိုးပေါ့ဒီမှာပြီးတော့ကျွန်တော်တို့ run တွေကိုကျွန်တော်တို့ဒီမှာ sticker လေးကပ်ပြီးထားတယ်အဲ့ sticker လေးမှာလည်းကျွန်တော်တို့အဲ PC4 PC4 ဆိုရင် DDR4 ပီစီ3ဆိုရင်ဒီဒီယာ3ဒါပီစီ3 and ဒီဒီယာ3ဒီဒီယာ3 and ကျွန်တော်ရေးကြရပါတော့เนาะအဲဒါဆိုရင်ကျွန်တော်တို့ပီစီ3ဆိုရင်ဒီဒီယာ3ပီစီ4ဆိုရင်ဒီဒီယာ4အဲအဲ့လိုမျိုးနဲ့လဲကျွန်တော်တို့စတေကာတွေမှာကြည့်လို့ရတယ်ဒီမှာ 4K ဆို 4K ပါမယ် 8K ဆို 8K ပါမယ်เนาะစပီလေးတွေရေးထားမယ်တို့စပီရလဲတစ်ချောင်းနဲ့တစ်ချောင်းမတူကြပါဘူးအဲ မိလေးတွေရတာဆူရတခါနှစ်ချောင်းမလုပ်ဒါဆိုရင်ဒါကျွန်တော်တို့ပထမဆုံးမျက်စိနဲ့မြင်ရတဲ့ဒါ run တစ်ချောင်းရဲ့အနေအထားပေါ့နော်ဆက်လို့မတူဘူးနောက်ဒီမှာ stick မှာကျွန်တော်တို့ဖတ်လို့ရတယ်ဒါဆို run ဆိုတာဒါဆိုရင်ဘယ်လို run ဆိုတာကျွန်တော်တို့မြင်လာနဲ့ကြည့်လို့ရပြီဒါ bar run bar run ဆိုတာမြင်လာနဲ့ကြည့်လို့ရပြီအဲ့ဒီဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ limit set ပေါ့နော်ဒါကျွန်တော်တို့ limit set တလုံးအရင်ဆုံးတွတ်ကြည့်ကြကျွန်တော်တို့လက်မဲ့ဆက်မှာကျွန်တော်တို့ run လဲတော့မယ် run active ပြီးတော့မယ်ဆိုရင်ကျွန်တော်တို့ဆက်ကဘယ် run site ထားရဲ့ဆက်လဲကျွန်တော်တို့ပြမဆုံးတိဖို့လိုတယ် အဲတိဖို့လိုရဆိုရင်ကျွန်တော်တို့က software နဲ့ကြည့်လို့ရပါတယ် software နဲ့ကြည့်လို့ရတယ် software နဲ့ကြည့်တဲ့အခါ software မှာပြလိမ့်မယ်ဒီဒီယာကိုဆိုဒီဒီယာကိုဒီဒီယာ3ဆိုဒီဒီယာ3 software နဲ့ကြည့်လို့ရမယ်အဲ software နဲ့ကျွန်တော်တို့မကြည့်တတ်ဘူး software နဲ့ဒါကျွန်တော်တို့မကြည့်တတ်ဘူးဆိုရင်လည်းကျွန်တော်တို့ set တွေကိုဒါပြောရမယ်ဆိုတော့အကုန်ဖွင့်ကြည့်ပါဗျာအကုန်ဖွင့်ကြည့်ရအောင်မယ်အကုန်ဖွင့်ကြည့်ရအောင်မယ်ဆိုရင်ခုနောက်ပိုင်းဆက်တွေကကျွန်တော်တို့တော်တော်များများကကျွန်တော်တို့ဒီလိုနောက်ဆုံးတစ်ခုလို့ အဲဒီလိုနောက်ဘုံတစ်ခုလုံးလှက်ပြီးမှကျွန်တော်တို့အအဆက်ကြီးလဲတာတို့ဖတ်တိလဲတာတို့ဗန်လဲတာတို့ကျွန်တော်လုတ်လို့ရတော့တယ်ပတိလဲတာတို့လုတ်လို့ရတော့တယ်အရင်တော့အဆက်ကြီးဆိုတော့ကျွန်တော်တို့တွေ့ပါရဲ့အာသူတီတန်အပိုင်းလေးနဲ့လာတယ်ဟတ်တိဆိုဟတ်တိတီတန်အပိုင်းရာဆိုရန်တီတန်အပိုင်းလေးနဲ့လာတယ်ဒီလိုတွေ့ရဲ့ဒါသာရှိတယ်ပတိဆိုရင်လည်းအရှင်အဲဆိုရင်ဒီကောင်းလေးဆိုရင်နောက်ပိုင်းဆက်ကြီးဆိုရင်ပတိတွေကအတွင်းထဲမှာမြုပ်ထားတယ်ကျွန်တော်တို့ဒါပဲလုတ်ရှင်လို့ရှိရင်နောက်ဘုံတစ်ခုလုံးကျွန်တော်တို့လဲရပါတယ်အဲ့ဒါဆိုရင်ဒါဆိုရင်အရှင်တော့က က်တခုပေါ့ဒီလောက်ဆိုရင်ကျွန်တော်တို့ဘိုးကြံဘိုးကြံဆင်းလောက်ရှိရဲ့ဆက်ဘိုးကြံဒီလောက်ရှိရဲ့ဆက်ဆိုရင်ကျွန်တော်တို့ဒီနောက်ကုန်းလေးပဲကျွန်တော်တို့ခွာယူမယ်နောက်ကုန်းလေးခွာလိုက်တာနဲ့ကျွန်တော်တို့အက်ဒီလဲမလားအဆက်ဒီလဲမလားရန်လဲမလားကျွန်တော်တို့ဒီမှာအကုန်လုပ်လို့ရတယ်အဲအဲ့မှာကျွန်တော်တို့ကဆက်ကကျွန်တော်တို့ဆက်ကအဲ့လိုပဲရန်ဟိုအကုန်လေးဒီတိုင်းပဲဖွင့်လို့ရတယ်ဆိုရင်တော့ထားပါတော့နော်ဒီဆက်လေးကိုကျွန်တော်တို့ဖွင့်ကြည့်လိုက်ပြီပေါ့ဖွင့်ကြည့်လိုက်ပြီဆိုရင်ကျွန်တော်တို့ရန်တွေ့ရန်တွေ့တဲ့အခါကျွန်တော်တို့ကကျွန်တော်တို့ရန်ပါရမမသိသေးဘူးဆိုရင်ကျွန်တော်တို့ဒီကလေးလေးတွေတားလေးတညူလေးနဲ့ဘေးလေးကို ဒီလေးနှစ်ခါကိုကျွန်တော်တို့တွန်းလိုက်အောင်ပါပဲတွန်းပြီးတော့ဒီလေးသူကနေသူကြွာလာတဲ့ဟာလေးကိုကျွန်တော်တို့ဒီတိုင်းအလိုက်တင်လေးဆွဲထုတ်အောင်ပဲဆွဲထုတ်လိုက်ရင်ကျွန်တော်ဒီမှာပြေးပြီအဲဒါဆိုရင်ကျွန်တော်တို့ဖိုးကြီးဒါ PC3 အဲဒါဆိုရင်ကျွန်တော်တို့ slot တစ်ခုပဲပါရယ် slot တစ်ခုပဲပါရယ်အဲဒီကောင်းဆိုရင်ကျွန်တော်တို့ on board run အဲဒီကောင်းဆို on board run ကျွန်တော် on board run မပါတော့ဘူးဗျကျွန်တော်တို့ဟိုတော်တော်များများဆက်တွေရတချို့ဆက်တွေဆို on board run ပါတယ် also ဒီ all set တွေဆိုရင် on program ပါတယ်နောက်ထပ်ကျွန်တော် slot တစ်ခုမှာ4 gate ချောင်းတော့ site လိုက်ရင်ကျွန်တော်8 gate ဖြစ်တယ် on program 4 gate လောက်ပါတယ်ပေါ့နော်အဲ့တော့ဒီကောင်က slot တစ်ခုလဲဆိုရင်တော့ onboard run လဲမပါဘူး slot တစ်ခုလဲဆိုတော့ကျွန်တော်တေချာတဲ့ AK site ချင်းရင်ကျွန်တော်ဒီမှာ AK တစ်ချောင်းပဲ site ရမယ်ကျွန်တော်16 gig site ချင်းရင်ကျွန်တော်16 gig တစ်ချောင်းပဲ site ရမယ်အဲဒါဆိုရင်ကျွန်တော်ပြန် site နေရေးဆိုရင်လည်းသူဒီမှာ slot အရာလေးရှိရဲဒီမှာ slot အရာလေးရှိရဲအဲ slot အရာလေးတွေလေးအသားလေးထည့်မယ်ဒီတိုင်းလေးစောင်းစောင်းလေးပဲကျွန်တော်တို့တွန်းယုံမယ် ဆောင်းဆောင်းလေးတွေတွန်းအောင်မယ်ဒီအောက်ချပြီးတွန်းစရာမလိုဒီလိုဆောင်းဆောင်းလေးအထောင်လေးတိုင်းတွန်းအောင်မယ်တွန်းပြီးကျွန်တော်တို့ဒီမှာအထဲဝင်ပြီးဒီမှာကျွန်တော်တို့ဒီဇိုင်းလေးဖြည့်ချလိုက်အောင်ဒီဇိုင်းလေးကဘာမှမခဲရင်ပါဘူးအဲအဲ့ဒီမှာကျွန်တော်တို့ကတည်ထားရမှာကအဲကိုယ့်ဘာကိုမလဲဘူးဆိုင်မှာသွားလဲမယ်ဆိုရင်လည်းကျွန်တော်တို့တည်ထားရမှာရှိတယ်။ဘာတည်ထားရမလဲဆိုရင်ကျွန်တော်ကဆိုင်ုံသွားမယ်ကျွန်တော်တို့ဆက်ကဖိုးခေပေါ့နော်ကျွန်တော်တို့ဆက်ကဖိုးခေ run ဖိုးခေကျွန်တော်တို့ဒီတိုင်းပဲကြည်လိုက်တယ်လက်မကြည့်ဘူးဒီတိုင်းပဲကြည်လိုက်တယ်ဆက်ကဖိုးခေဖိုးခေဆိုကျွန်တော်တို့ဆိုင်မှာသွားလဲမယ်ကျွန်တော်အေဂစ်တူပေးပါ ဧကတုပိပါဆိုတော့ဧကတုပိပါဆိုရင်ကျွန်တော်ကတာမန်အားဖြင့်ကြည့်မယ်ဆိုရင်ခုနကျွန်တော်ပြောသလိုဆော်ဝဲနဲ့ဝင်စစ်မထားဘူးဆိုရင် slot 2စိုက်ထားတာလည်းနှစ်ချောင်းဆိုရင်ကျွန်တော်တေးကြပြီဒါက run 2k နှစ်ချောင်းစိုက်ထားတယ် run 2k နှစ်ချောင်းစိုက်ထားတဲ့နေရာမှာကျွန်တော်က ek တိုးရမယ်ဟေ့ဆိုရင်ကျွန်တော်က ek တစ်ချောင်းနဲ့ပဲဝယ်လို့ရတော့မယ်ကျွန်တော်နောက်ထပ် 4k တစ်ချောင်းစိုက်လို့မရဘူးကျွန်တော်ပထမစိုက်ထားတဲ့ 2k နှစ်ချောင်းက 4k ဖြစ်နေတယ်အဲ 2k နှစ်ချောင်းကိုကျွန်တော်ဖယ်ထုတ်ပါနောက်ထပ် 4K နှစ်ချောင်းကျွန်တော်တို့ 8K ပဲဆိုင်မှာဆိုရင် 4K နှစ်ချောင်းဆိုင်မလား 8K တစ်ချောင်းနဲ့ဆိုင်မလားဒါကျွန်တော်တို့ရွေးချယ်ရတော့မယ်ရွေးချယ်မယ်ဆိုကျွန်တော်တို့ကတော့ဈေးဓာတ်မတူဘူးဈေးဓာတ်မကွာဘူးဆိုရင်တော့ကျွန်တော် 8K တစ်ချောင်းနဲ့ slot တစ်ခုမှာဆိုင်ထားမယ်ဆိုရင်နောက်ထပ် slot တစ်ခုလွတ်နေမယ်နောက်တစ်ချိန်မှာကျွန်တော်တို့က 8K ရဲ့အဲ16ကထပ်တူးခြင်းနဲ့ဆိုရင် AK ချောင်းဆိုက်လို့ရမယ်။အဲ့လိုမှမဟုတ်ကျွန်တော် AK နဲ့ပဲရက်တော့မယ်ဆိုရင်4ကနှစ်ချောင်းဆိုက်လို့ရတယ်။ဆလော့တူမှာ4ကဆလော့တူမှာ4ကဆိုက်လို့ရတယ်။အရာလေးလည်းတည်ထားဖို့လိုရယ်။ကိုစိတ်ကိုဆက်က4ကဆိုရင် ကိုဗစ်ချောင်းနဲ့ဆလော့တစ်ခုမှထည့်ထားတာလားဒုက္ခနှစ်ချောင်းဆလော့နှစ်ခုမှထည့်ထားတာလားဒါလေးလည်းသိဖို့လိုပါတယ်ဒီလိုလေးသိထားမှလည်းကျွန်တော်ကစိုင်းသွားလဲတဲ့အခါမှာအာကျွန်တော်ကိုဗစ်ချောင်းတို့မယ်အန်ဒါမှမဟုတ်ရင်ကျွန်တော်ကျွန်တော်ဆက်ကတော့ဒုက္ခနှစ်ချောင်းပြနေရတဲ့ဒီကိတ်ချောင်းတစ်ခါလဲစိုက်တယ်ကျွန်တော်ဒါမျိုးပြောလို့ရမှာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ run လဲတော့မယ်ကိုယ့်ဘာကိုလဲမယ်ဆိုရင်ကျွန်တော်တို့ပြထားတဲ့နဲ့ဆောင်းရှောင်းရဆက်လေးကအရေးကြီးဆုံးအချက်က ျွန်တော်တို့ဘလိုပဲဖြစ်ဖြစ်ပတိဖြုတ်ထားဖို့မမေ့ပါနဲ့ကျွန်တော်တို့ run လဲတော့မယ် run ဖြုတ်တက်လုပ်တော့မယ်ရေးဆိုရင်ပတိလဲပတိဖြုတ်ထားဖို့မမေ့ပါနဲ့ SSD လဲမယ် hat လဲမယ်ဆိုရင်လည်းပတိဖြုတ်ထားဖို့ကျွန်တော်တို့မမေ့ပါနဲ့ဒါလေးကအန္တရာယ်ဖြစ်နိုင်ရေးရှိလို့ပါဒီမှာဆိုလဲကျွန်တော်တို့ဒီလိုလုံးတွေကိုကျွန်တော်တို့ run လဲမယ်ဆိုရင်လည်းဒီတိုင်းမှာပဲကျွန်တော်နောက်ဘုံတစ်ခုလုံးဖွင့်ရမယ်။အဘုံလုံးနဲ့ဖွင့်ပြီးအထက်မှာဗတ်တီရှိတယ်။ဗတ်တီကျိုးကိုဖြုတ်ပေးထားမယ်။ပြီးမှ run လဲမယ်၊ head လဲမယ်။ လက်ပြီးမှကျွန်တော်တို့ပတိမမရပြန်တက်မယ်တပီးတကြဖုံးဖို့လို့ကျွန်တော်တို့နောက်ပိုင်းဆက်တရားပပလေးလာတယ်ပပလေးလာပြီးတော့ကျွန်တော်တို့နောက်ဖုံးနေလက်တဲ့ကသိထားဖို့လို့လေဂယူဆိုင်ဖို့လို့လေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တောက်တွေကျူတက်လို့ပါဆက်တွေပါရဲပါသလောက်လဲတောက်တွေကျူတယ်အဲကြောင့်မလို့ကျွန်တော်တို့ run လဲတော့မယ်အတိလဲတော့မယ်ပတိလဲတော့မယ်ဆိုရင်ကျွန်တော်နောက်ဆုံးပြုတ်တဲ့အခါဘီယူဒီဇိုင်းပြုတ်ဖို့လိုပါတယ်။တောက်တွေကျူတာများလို့ပါ။အရင်ကစက်တရားတော့ကျွန်တော်တို့ကြောက်စရာမလိုဘူး။အရင်ကစက်တရားတော့အထူးကြီးလေ သူကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ခင်းဆိုင်ကြအသိမလို့တောက်လေးကျိုးခဲ့နောက်ပိုင်းစက်တရပါသလိုတောက်လေးကျိုးတယ်အဲဒီကောင်ဆိုရင်ဖူဂျီဆူအဲဒီကောင်ဆိုဖူဂျီဆူဖူဂျီဆူရက်လိုင်းဟိုဒီကောင်ကတော့အန်ဒရီအန်ဒရီဖိုးချာအန်ဒရီဖိုးချာဆိုရင်ကျွန်တော်တို့ဒီမှာပတ်တိရှိတယ်ပတ်တိရလည်းအရှင်ပဲပတ်တိရအရှင်ပဲဒီကိုကျွန်တော်တို့ဒီတိုင်းဖြုတ်မယ်ကျွန်တော်တို့ရန်လဲမယ်ဆိုရင်ရန်ကဒီမှာရန်စလော့ရှိတယ်ဒီကောင်ဟတ်တိလဲမယ်ဆိုရင်တော့ကျွန်တော်တို့ဒီနောက်ဘုံတစ်ခုလုံးကိုဖွင့်ရမယ်နောက်ဘုံတစ်ခုလုံးကိုဖွင့်ဖို့လိုတယ် ျွန်တော်တို့ run လောက်ပဲကျွန်တော်တို့လဲမယ် run လောက်ပဲ update မြင်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာ run ပါမယ်ဒါလေးကိုကျွန်တော်တို့ဒီဖုန်းလေးပဲတွန်းပြီးတော့ကျွန်တော်တို့ဒီမှာအဲဒီမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ forget forget တော့မှန်ပြီမယ်ကျွန်တော်တို့က2ပြည့် salon တစ်ခုထည့်ထားတယ်ဒါဆိုရင်2ပြည့် salon တစ်ခုကျွန်တော်တို့ထည့်ထားပါတယ်အဲ2ပြည့် salon တစ်ခုကျွန်တော်တို့ဒီမှာ အဲဒါလေးတွေဖိုးကေတော့ဖိုးကေကျွန်တော်တို့ slot နှစ်ခုမှာ2ကေတစ်ချောင်း2ကေတစ်ချောင်းစီစိုက်ထားရတဲ့ဖိုးကေဖြစ်နေတယ်ကျွန်တော်တို့ကတစ်ကေတိုးခြင်းနဲ့ဆိုရင်ဒီနှစ်ခုကကျွန်တော်တို့ဖိုးကေထားရတော့မယ်ဖိုးကေတစ်ချောင်းထည့်မယ်ဒီမှာဖိုးကေတစ်ချောင်းထည့်ရအဲဒါလေးတွေကျွန်တော်တို့မလဲခင်မှာကျွန်တော်တို့ကိုယ်ဆက်မှာရှိတဲ့ run လေးရ blue run လေးအဲ့နှစ်ချောင်းဆိုင်2ကနှစ်ချောင်းဆိုင်ထားလား4ကတော့4ကပဲ8ကတို့ချင်တာကို2ကနှစ်ချောင်းဆိုင်ထားလားဒါလေးသိဖို့လိုရယ်။နောက်ပြီးတော့ကျွန်တော်တို့ကုဆက်ကနောက်ဘုံတစ်ခုလုံးပြင်ရမှာလား။ နောက်ဖို့ခုနှစ်ခါမှလည်းတည်ထားဖို့လိုရပါတော့။အဲဒါလေးတွေကျွန်တော်ပတိလေးတွေဖြုတ်တာပြီးပြီးဆိုင်ဖို့လိုရသူတို့ကလေးလေးကြိုးတက်ပါရဲ့နောက်ဖို့ခုနှစ်ခါနှစ်ကလေးတွေကိုဘီယူဆိုင်မှတ်သားထားဖို့လိုရတစ်လုံးနဲ့တစ်လုံးဆိုင်တွေမတူတတ်ပါဘူး။အဲဒါလေးတွေကကျွန်တော်ပလန်လဲတော့မယ်ပဲဖြစ်ပါဖြစ်ဖြစ်ပါပဲလေလေကျွန်တော်တီထားမယ့်အရာလေးတွေကိုနော်ဒီကောင်လေးဆိုပါပါလေးပါပါလေးပြည်တော့နောက်ဖို့ခွက်လက်ကထောက်ပြီးကျွန်တော်ဘီယူဆိုင်ရအောင် နောက်ပြီးတော့ပါရှိမလဲကျွန်တော်တို့ run နဲ့ပတ်သက်ပြီး run နဲ့ပတ်သက်ပြီးရင်ဆိုရင်ဒါဒီလောက်ဆိုရင်ကျွန်တော်တို့လုပ်ငန်းဝင်လဲရမှာအဆင်ပြေတော့ပါလိလက်တွေ့လဲရမှာအဆင်ပြေတော့ပြီပေါ့နော်ကိုဆက်ကိုအဖုံးဘယ်လိုဖွင့်ရမလဲ run ဘယ်နေရာမှာရှိရဲဒါပဲသိဖို့လိုတယ် run slot ဖြုတ်တာလုံးဝမခဲရင်ပါဘူးနောက်ပြီးတော့ run နေရာတစ်ချောင်းနဲ့တစ်ချောင်းမတူပါဘူးဒီရတူနေတဲ့ဒီရကို slot မတူတဲ့အတွက် mark စိုက်နိုင်စရာအကြောင်းမရှိပါဘူး။နောက်ပြီးရင်ကျွန်တော်တို့ run လဲရအောင်မယ်ဆိုရင်ရဲရဲဖြုတ်ပါ။ကလေးလေးကိုဖေးတွန်းလိုက်အောင်ပါလေ။ ေတုံးပြီးတော့ဒီတိုင်းလေးဆွဲရုံနဲ့လည်းလည်းဖြုတ်လို့ရတယ်။ run ရစပီမတူတာလည်းဒီနေရာမှာကျွန်တော်တို့ပြောမယ်။ run စပီမတူတာကခုမှရှိရဲ။အာကျွန်တော်မှာတော့ full kit တစ်ချောင်းရှိတယ်။ဒီဒီယာ3ပဲ။နောက်တစ်ချောင်းကလည်းစက်ထဲမှာစိုက်ထားတာလည်းဒီဒီယာ3ပဲ full kit ပဲ။ကျွန်တော်တို့စိုက်လို့ရလား။စိုက်လို့ရပါတယ်။စပီမတူလည်းစိုက်လို့ရပါတယ်။အဲဘလို့အလုပ်လုပ်မလဲဆိုရင်စပီမတူရင်တော့ကျွန်တော်တို့စပီနေတဲ့ကောင်နဲ့ကျွန်တော်တို့တော့အလုပ်လုပ်ပါလိမ့်မယ်နော်သူကနွားလဲ ကျွန်တော်ရွာဒီမှာတုံးတဲ့နွားလေးနဲ့တူတယ်ပေါ့နော်နွားနဲ့ကောင်ရှိရရုံနဲ့အာကြီးရဲ့နွားကတန်တယ်အာနေနွားမတန်ဘူးအတန်ပေမဲ့အာကြီးရဲ့နွားကသူတကောင်နဲ့စုံယုံပြီးလို့မရပါဘူးဒါကြောင့်အာနေရဲ့နွားကိုစောင့်ပြီးတော့ကျွန်တော်တွားရပြီလို့ပဲဒါမှလည်းစပီနေတဲ့ကောင်နဲ့အလုပ်လုပ်ပါလိမ့်မယ်ဒါစပီမတူလဲစိုက်ပြရပါတယ်တချို့စက်တွေကတော့ကျွန်တော်နောက်တဲ့တိထားမှာရှိပါတယ်ဒါတိထားတင်လဲဆိုရင်ရန်ရွေးတာကျွန်တော်တို့အရင်ကစက်တွေတော်တော်များများကြုံမှုရဲ့ run နေယူရဲ့ကျွန်တော်စက်ကားဒီဒီယာ3ပဲနောက်ထပ်ကျွန်တော်စိုက်တဲ့ run ကလည်းဒီဒီယာ3ပဲဒီဒီယာ3တူပေမဲ့ကျွန်တော်တို့ run နေယူပါတယ်လုံမလုံဘူး run မကိုက်တဲ့စက်တွေရှိပါတယ်အဲအရမှ run မကောင်းလို့လို့ပြောလို့မရတယ်လို့ပုံမကောင်းလို့လို့ပြောလို့မရပါဘူး run မကိုက်ရင်ပုံမတက်ပါဘူး run မကောင်းရင်ပုံမတက်ပါဘူးအဲအရာလေးလည်းကျွန်တော်မတားထားဘူးလို့ရတယ်။ဆိုရင်ကျွန်တော်တို့ဒီနေ့လုပ်ငန်းခွင် level မှာ brand နဲ့ပတ်သက်ပြီးဒါတိထားလောက်ပြီးလို့ထင်ပါတယ်။နောက်ပုံး လက်ပုံရဲ့ပတိဖြုတ်ပုံရဲ့ကိုရံပါလဲဆိုတာသိရင်ကျွန်တော်တို့လုပ်ငန်းဝင်တွေပဲမှာကျွန်တော်တို့ brand လဲလို့ရပါပြီကျွန်တော်တို့ကိုယ်တိုင်လည်း brand လဲလို့ရပါပြီအဲကြောင့်ကျွန်တော်ကနောက်ပိုင်းကျွန်တော်ဗီဒီယိုတွေမှာလည်းကျွန်တော်ကလုပ်ငန်းဝင်နဲ့လုပ်ငန်းဝင်တွေပဲမှာလက်တွေ့အသုံးကျတဲ့အကြောင်းအရာတွေကိုကျွန်တော် share လုပ်ပြီးမှဖြစ်တဲ့အတွက်အာကျွန်တော်နောက်ပိုင်းဗီဒီယိုလေးလည်းစောင့်ကြည့်ပါလို့ကျွန်တော်ဒီနေရာနေပြီးတော့တောင်းဆိုပါရစေအားလုံးမေးစိတ်ချမ်းသာခြင်းကိုကျွန်တော်